အားလုံးငင်္ဂလာပါ အသက်ပေါင်းများစွာကိုဆုံးချုံစေခဲ့တဲ့နိုင်ဩရည်ပြန်ကြီးဒီတိုင်းကြည့်ရင်တော့ရေရဲ့အယောင်ကဝါကျင်ကျင့်ဖြစ်နေတာကလွယ်လို့အရန်ကြီးမထူးခြားတဲ့ရေကန်တကန်လို့ကျင်စရာရှိပါသေးဒါပေမဲ့ဒီရေကန်ကြီးဟာလွန်ကြောက်ခုကောင်းပြီးအသက်ပေါင်းများစွာကိုဆုံးချုံစေခဲ့တဲ့ရေကန်ကြီးဖြစ်ပါတယ်ဒီရေကန်ကြီးရဲ့အမည်ကနိုင်ဩဖြစ်ပြီးအာဖရိကတိုက်ကင်မရွန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ဖြစ်ရှိနေတာဖြစ်ပါတယ်။သူဟာမိတော်ဝမှာဖြစ်ပေါ်နေတဲ့ဧကံအမျိုးအစားဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ3600ခန့်မှာဖြစ်ရှိနေတာဖြစ်ပြီးဧကံရဲ့မျက်နှာပြင်ဧရိယာက390ဧကခန့်ရှိပါတယ်။ပြင်းပြအနက်က317ပေဖြစ်ပြီးအနက်ဆုံးနေရာမှာတော့682ပေအထိနှက်ပါတယ်။ဒီဧကံရဲ့ထူးခြားချက်ကတော့ရေနှက်ပိုင်းမှာကာဗွန်နိုင်အောက်ဆိုက်တန်းငွေ့တွေကို တရားများစွာနဲ့အများကြီးတူလုံထားတတ်တာပါပဲအဲ့ဒီတန်ငွေတွေက ရေကန်အောက်ခြေက မီးတောင်မက်မာတွေစီကနေတဖြည်းဖြည်းတက်လာပြီးပြောင်းဝင်နေတာဖြစ်ပါတယ်ဒီနေရာမှာမက်မာဆိုတာကကမ္ဘာမြေအောက်နှစ်ပိုင်းမှာရှိနေတဲ့အရေးပျော်နေတဲ့ကြောက်ရည်ပူတွေကိုခေါ်တာဖြစ်ပါတယ်1986ခုနှစ်ဩဂုတ်လ22ရက်နေ့ညမှာကြောက်မဲ့ပွဲရပေးအန်လျက်တခုရုတ်တရက်ဖြစ်ခဲ့ပါတယ် အကြောင်းရင်းကိုတိကျစွာမသိရပေမဲ့ညပြုံမှုငလျင်လှုပ်မှုလိုမျိုးအကြောင်းတစ်ခုခုကြောင့်ရေကန်ရဲ့အောက်ခြေရေတွေဟာအပေါ်ကိုရုပ်တရက်ပန်းထွက်လာပါတယ်။ဒါကို limit perception လို့ခေါ်ပြီးအတိလိုဖြစ်လိုက်တဲ့အခါဥလောင်ထားတဲ့ကာဗွန်နိုက်အောက်ဆိုက်တန်းငွေ့တွေဟာအလောအရင်းနဲ့ပေါက်ကွဲပြီးလေထဲကိုထွက်လာခဲ့ပါတယ်။တန်းငွေ့ပမာဏဟာတန်ချိန် တိမ့်ချရှိခဲ့တယ်လို့သိရပါတယ်။ဒီ CO2 တန်ငွေတွေဟာလေထပ်ပိုလေးတဲ့အတွက်တောင်ကြားလမ်းအတိုင်းမြင်းမြန်ဆန်းဆန်းစီစင်းသွားခဲ့ပါတယ်။တန်ငွေတိမ်တိုက်ကြီးဟာမြစ်ပေ90လောက်အထိရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။ဒီတန်ငွေတိမ်တိုက်ကြီးစီစင်းသွားတဲ့လမ်းတစ်လျှောက်ရှိရွာတွေကလူတွေနဲ့ရိုက်ဆန်တွေဟာအသက်ရှူဖို့လေထဲမှာ အောက်ဆီဂျင်မရှိတော့တဲ့အတွက် လက်ကျအသက်ဆုံးခဲ့ရပါတယ်။အနက်အယောင်မရှိပဲတိတ်ဆိတ်စွာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရက်ကြောင့်လူပေါင်း1900ကျော်နဲ့တိတ်ဆန်ပေါင်း3500ခန့်ရဲ့အသက်တွေကိုဆုံးရှုံးခဲ့ရပါတယ်။ဒီလိုခမှန်မဖြစ်စေဖို့အတွက်နိုင်ငံတကာကတက်ပံပညာရှင်တွေဟာရေကန်အောက်ခြေမှာပိုက်တွေတပ်ဆင်ပြီးတန်းငွေတွေကိုထိန်းချုပ်ပြီးထုတ်လွှတ်တဲ့စနစ်ကိုတိစောက်ခဲ့ရပါတယ်။ခုချိန်မှာတော့ နိုင်အော်ရဲ့ NDA ကရှော့ပါသွားပြီလို့ဆိုနိုင်ပေမဲ့ကဘာပေါ်မှာတရိပ်ထားရမဲ့ NDA ရှိချက်ရေကန်တွေတဲကတစ်ခုအဖြစ်တည်ရှိနေသေးပဲဖြစ်ပါခဲ့